ားလုံးပဲမင်္ဂလာပါဗျာ GTS channel ကနေပြန်လေးကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့မကြာခင်အချိန်အတွင်းမှာကျွန်တော်တို့ရဲ့ချင်တိုင်းသား fighter လေး Joshua Ban နဲ့ရှင်ပြိုင်ထိုးသက်သွားတော့မယ့် UFC ရဲ့ flyweight champion Alexandre Pantoja ဆိုတာဘယ်လို fighter မျိုးလဲဆိုတဲ့အကြောင်း UFC ရဲ့ middleweight တန်းချန်ပီယံကြီးဟန်ဆက်ချင်မာရဲ့အနေနဲ့ UFC ရဲ့ဒီ lightweight တန်းချန်ပီယံတကြီးဖြစ်တဲ့ Alex Pereira ကိုစိန်ခေါ်လိုက်ပြီးတော့သူ့နဲ့လိုအပ်ရင် heavyweight တန်းအထိပါတက်ပြီးတော့ထိုးပြီးတော့စိန်ခေါ်မယ်ဆိုတဲ့အပေါ်မှာပြန်လည်တုံ့ပြန်လိုက်တဲ့ Alex Pereira ဆိုတဲ့အကြောင်းနဲ့ဟန်ဆက်ချင်မာရဲ့နောက်ထပ်ပြန်ပတ်တဲ့အကြောင်း UFC ရဲ့ middleweight တန်းက fighter ဂျန်တွေဖြစ်တဲ့ Israel Adesanya နဲ့ Sean Strickland တို့ရဲ့မကြခင်မှာရှင်ပြိုင်ထိုးသက်သွားနိုင်တဲ့ဒီပစ်ပေါ်လာနေတဲ့ပွဲစဉ်တွေအကြောင်းစတဲ့အကြောင်းတွေကိုတုံသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ထမအောင်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့လက်ရှိလောလောဆယ် Flyweight and Champion Alexandre Pantoja ဆိုတာဘယ်လို fighter မျိုးလဲ Joshua Bane နဲ့ဘယ်လိုနှိပ်ပြွာတွေကိုအသုံးပြုပြီးတော့ Alexandre Pantoja ကိုနိုင်ရရရှိဖို့စ조사တင်တယ်လဲစတဲ့အကြောင်းအရာတွေကိုတုံသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ပထမအောင်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် UFC ရဲ့ဒီ Flyweight and Champion Alexandre Pantoja ရဲ့အကြောင်းကိုအပြည့်အစုံကြီးလိုက်ကြအောင်ပါ လန်ဆန်ရီပန်ဒိုဟာအနေနဲ့သူ့ရဲ့ဒီ Flyweight Dan Champion ကပတ်ကိုပြီးခဲ့တဲ့2023ခုနှစ်ဇူလိုင်လမှာရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်မှာရရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဒီ UFC ရဲ့ Flyweight Dan က Fighter Jan နောက်တပ်တူဖြစ်တဲ့ Brandon Moreno ကို Split Decision နဲ့အနိုင်ယူရရှိခဲ့ပြီးတော့သူ့အနေနဲ့ Featherweight Dan sorry flyweight တန်ရဲ့ champion ဖြစ်လာခဲ့တာပဲဖြစ်ပါတယ် flyweight တန် champion ဖြစ်လာခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့သူ့ရဲ့ဒီ flyweight တန် champion ကပတ်ကို၄ချိန်တိတိကာကွယ်ပြထားပြီးပြီဖြစ်ပြီးတော့အဲ့ဒီပြိုင်ပွဲတွေကတော့ Brandon Roberts, Steve Asad, Kai Asura, Kai Kara Frank စတဲ့ fighter တွေပဲဖြစ်ပါတယ်ဆိုတော့ဒီ fighter တွေနဲ့ရှင်ပြိုင်ထိုးတက်တဲ့အချိန်မှာ Legendary Bando ဟာအနေနဲ့သူဟာတော်တော်လေးကိုဝါရင်တပါရင်ကစားသမားတစ်ယောက်ဖြစ်နေပြီလို့ပြောမှာဖြစ်ပြီးတော့ Legendary Bando ဟာအနေနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံတွေကိုပြသထားနိုင်ခဲ့တဲ့ပွဲစဉ်တွေလို့လည်းပြောရမှာပဲဖြစ်ပါတယ်။ Legendary Bandoha အနေနဲ့သူ့ရဲ့ကစားပုံကစားနည်းကိုသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့သူက Brazilian Jiu-Jitsu ကိုအခြေခံပြီးတော့ကစားတဲ့ကစားသမားဖြစ်ပြီးတော့ striking ဘိုင်းမှာလည်းသူ့အနေနဲ့ထိုက်တင်သလောက်ဆိုတာထက်ပိုတဲ့အနေထားရှိတဲ့ fighter ဖြစ်ပါတယ်။ MMA အားကစားသမားဘဝတလျှောက်လုံးမှာဆိုလို့ရှိရင်တော့ MMA ပွဲစဉ်ပေါင်း35ပွဲတိရှင်ပြိုင်ထိုးသက်ထားခဲ့ပြီးတော့အဲ့ဒီကမှပွဲ30တိုင်း5ပွဲရှုံးဆိုရက်ကော့ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ် အနိုင်ယူရရှိထားတဲ့ဒီပွဲ30ရဲမှာဆိုလို့ရှိရင်တော့သူက submission နဲ့12ပွဲလဲထိုးတိုင်ပွဲရနဲ့10ပွဲ decision နဲ့10ပွဲနိုင်ယူရရှိထားတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ decision နဲ့ရှင်ပြန်ထိုးသက်ပြီးတော့အခြေအနေအများကြီးစော့မယ်ဆိုရင်လဲစော့နိုင်တဲ့တက်လုံရှိတဲ့ fighter ပြီးတော့ ground mind မှာဆိုလို့ရှိရင်လဲတော်တော်လေးကိုကောင်းတဲ့နေတာရှိတဲ့ fighter ပြီးတော့ striking mind မှာဆိုလို့ရှိရင်လဲသူ့ရဲ့ပြန်ပြတ် fighter တွေကိုလဲထိုးနိုင်တဲ့ fighter စသည်ဖြင့်သူ့အနေနဲ့တော်တော်လေးကို well rounded ဖြစ်တဲ့ကစားသမားတူလို့ပြောရမှာပဲဖြစ်ပါတယ် MMA Academy ဆိုလို့ရှိရင်တော့ဒီ fighter တွေနဲ့အဓိကအပြင် striking ပိုင်းရယ် ground game ပိုင်းရယ်တက်လုံပိုင်းရယ်ဒီ၃ခုစုံဖို့လိုအပ်နေတဲ့အနေအထားမှာ Alexandre Pantoa ကတော့အဲ့ဒီ၃ခုလုံးစုံပြီးတော့သူ့အနေနဲ့တော်တော်လေးကိုပွဲကျမ်းပြထားနိုင်တဲ့ fighter လို့ပြောရမှာပဲဖြစ်ပါတယ်။နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်တစ်ပွဲကဒီရလက်တွေကိုကြည့်မယ်ဆိုလို့ရှိရင် Alexandre Pantoa ဟာနေနဲ့သူ့ရဲ့ပြိုင်ဘက် fighter တွေကိုအကောင်းဆုံးပုံစံနဲ့နိုင်ယူရရှိထားတယ်လို့ပြောရမှာဖြစ်ပြီးတော့ Alexandre Pantoa အနေနဲ့ဒီ submission နဲ့ပါနိုင်ယူရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ သူ့ရဲ့ gremlins ကြီးကလုံးဝကိုသွားရှုပ်လို့မရတဲ့အနေအထားတစ်ခုကိုရောက်ရှိနေပြီလို့လည်းပြောရမှာပဲဖြစ်ပါတယ်။ထပ်ပြီးတော့အားသာတဲ့အချက်တစ်ခုကိုပြောရမယ်ဆိုရင်တော့ legendary pandora အနေနဲ့သူကဒီတက်လုံပိုင်းနဲ့အတွေ့အကြုံပိုင်းမှာအားသာတဲ့ fighter လို့ဖြစ်တယ်လို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့ငါးကြီးပွဲကိုကောင်းကောင်းကြီးကစားနိုင်တဲ့ fighter လည်းဖြစ်ပါတယ်။ဒီ UFC fighter တွေအနေနဲ့ဒီငါးကြီးပွဲတွေတွေ့ဆုံလာပြီးဆိုလို့ရှိရင် fighter တော်တော်များများကတက်လုံကြသွားတတ်တဲ့အနေအထားပြည်သက်တွေလည်းသိရှိထားမှာဖြစ်ပြီးတော့ ီးခဲ့တဲ့နောက်ဆုံးထိုးတက်သွားခဲ့တဲ့ Rainier Rider ရဲ့ပွဲကိုပဲကြည့်မယ်ဆိုလို့ရှိရင်ငါးကြီးတက်လို့မရှိတဲ့အတွက်ကြောင့်မလို့ Rainier Rider အနေနဲ့တော်တော်လေးကိုဒီတိုင်ပတ်ခဲ့ရတာဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ပြိုင်ဘက် Fighter ကိုအရှုံးပေးလိုက်ရတာကိုဖြစ်ပါတယ်ဆိုတော့တက်လုံကအင်မတန်ရေးကြီးတဲ့အနေထားမှာ Legendary Bandova ဆိုတဲ့ Fighter ကတော့သူ့အနေနဲ့ငါးကြီးအပြည့်ကစားနိုင်တဲ့တက်လုံရှိတဲ့အပြင်တွေ့ကြုံကလည်းအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့ဒီကျွန်တော်ရဲ့ချင်းတိုင်းသား fighter လေး Joshua Ban နေနဲ့တော်တော်လေးကိုသတိကြီးကြီးထားပြီးဆော့ရမယ့် fighter ဖြစ်ပါတယ်။ဒီပွဲစဉ်ဟာပြီးတော့ ချန်ပီယံကပတ်လူပွဲပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အလက်ဇန်ဒရီပန်နိုဝါအနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကိုလွယ်လွယ်နဲ့အဆုံးရှုံးခံမှာမဟုတ်သလိုကျွန်တော်ပြောသလိုအားသာချက်တွေလည်းရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကတော့ဂျိုရှူအာဘန်အတွက်ပွဲချက်တစ်ပွဲဖြစ်မယ်လို့ကျွန်တော်တို့လည်းကတော့သုံးသပ်မိပါတယ်။ဆိုတော့အဲ့ဒီလိုမျိုးဘက်ဘက်ကပြည့်စုံနေတဲ့ဒီအလက်ဇန်ဒရီပန်နိုဝါမှာအားနည်းချက်မရှိဘူးလားဆိုတော့မဟုတ်ပါဘူးရှိပါတယ်။လက်ဇန်ဒရီပန်နိုဝါရဲ့အားနည်းချက်တွေကဘာတွေဖြစ်မလဲဆိုပြီးတော့ကျွန်တော်တို့လည်းသုံးသပ်ပြရမယ်ဆိုလို့ရှိရင်အလက်ဇန်ဒရီပန်နိုဟာအနေနဲ့ကျွန်တော်ခုနကပြောခဲ့သလိုသူ့အနေနဲ့တာမန်ထက်ပိုတဲ့ဒီ striking ရှိတဲ့ ဆိုပေမဲ့တော်တော်လေးကိုကောင်းတဲ့ striker တွေနဲ့တွေ့လာပြီးဆိုတဲ့အခါကျရင်သူ့အနေနဲ့တိုင်ပတ်တဲ့နေနေတာရှိပါတယ် ရက်မိုင်းမှာပြောရမယ်ဆိုလို့ရှိရင် legendary band တို့ဟာအနေနဲ့ဒီတော်တော်လေးကိုဖွင့်ဆော့တတ်တဲ့အနေထားရှိပြီးတော့ counter striking ပြန်ပြီးတော့ထိုးခံရတဲ့အနေထားမှာတော်တော်လေးကိုတိုင်ပတ်တတ်တဲ့အနေထားလည်းရှိပါတယ်။အဲ့ဒါတွေကို Brandon Roben နဲ့ပွဲစဉ်မှာသွားပြီးတော့ကြည့်ရင်သိနိုင်မှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒီ Brandon Roben ကို legendary band တို့ဟာအနေနဲ့ရှင်မထိုးဘဲနဲ့ ground game မိုင်းကိုပဲလုံးဝခေါ်ဆော့နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ striking မိုင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့တော်ကူနာကပြောခဲ့သလို counter striking မိုင်းနေမှာပြန်ပြီးတော့ထိုးခံရတဲ့လိုအပ်ချက်တွေရှိ သလိုပြီးတော့သူ့အနေနဲ့ striking mind တီးသန့်ဆော့မယ်ဆိုလို့ရှိရင်လည်း ဒီသူ့ထက်ပိုပြီးတော့ကောင်းတဲ့ striker တွေနဲ့တွေ့လာတဲ့အခါမှာတိုင်ပတ်တတ်တဲ့ဒီ legend တခုကလည်းရှိနေပြန်ပါသေးတယ်။ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Legendary Pando ဟာရဲ့အားနေချက်ကဒီ striking ဖြစ်ပြီးတော့သူကလည်း grappler fighter ဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ jump back fighter တွေကိုဒီ ground game မိုင်းကိုပဲခေါ်ပြီးတော့ဒီစော့မယ်အနေထားမှာလည်းရှိပါတယ်ဆိုတော့ Joshua Ban အနေနဲ့ထပ်ပြီးတော့ပြင်ဆင်ရမှာက ground game မိုင်းကိုဒီတက်ပို့ပြီးတော့ကောင်းအောင်ပြင်ဆင်လာရမှာဖြစ်ပြီးတော့ take down defense ပိုင်းကိုတော့အဓိကထားပြီးတော့ပြင်ဆင်လာဖို့လိုပါတယ်ဒါအပြင် submission defense ပိုင်းမှာလည်းပြင်ဆင်လာဖို့ မှာပြီးတော့ Alexandri Panova ရဲ့အင်မတမကိုဒီကျန်းတဲ့တိုက်ကွက်တွေလို့ပြောရမယ် submission attempt တွေအောက်မှာ Joshua Bandy နဲ့ကြာရှုံးမသွားဖို့လိုအပ်ပါတယ်။ဒါပြင်ခုနကပြောသလို striker mind ကိုအဓိကထားပြီးတော့ခေါ်ဆော့ရမှာဖြစ်ပြီးတော့ Joshua Bandy နဲ့ကတော့ပြောနေစရာမလိုတော့အောင်သူ့ရဲ့ boxing mind striker mind ကတော်တော်လေးကိုကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြိသက်တွေနေနဲ့ Alexandri Panova နဲ့ Joshua Bandy ကိုရှင်ပြိုင်တွေ့ဆုံထိုးသက်ပြီးဟေ့ဆိုလို့ရှင်ဒီ striking mind မှာ ခေါ်ပြီးတော့စော့နိုင်မှသာလျှင်ဂျိုရှုအာဘန်အတွက်လုံအောင်ကိုအခွင့်အရေးရှိမှာဖြစ်ပြီးတော့သူ့အနေနဲ့ ground game ဘိုင်းမှာ Alexandre Pantoja ကိုဒီကြောပေးမိလိုက်တဲ့ back back position နေထားမျိုးပေးမိလိုက်ပြီဆိုလို့ရှိရင်တော်တော်လေးကိုအန်နေများနိုင်တယ်လို့သုံးသပ်မိပါတယ်ဆိုတော့ဂျိုရှုအာဘန်အနေနဲ့အခုနာမည်ဒီ UFC 323ပွဲစဉ်မှာသူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ထိုးသက်သွားနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ပရိသတ်တွေနဲ့ကရောဂျိုရှုအာဘန်နဲ့ဒီ Alexandre Pantoja တို့ထိုးသက်သွားမယ့်ပွဲစဉ်မှာ ယောရှုအားဘန်နီနဲ့ဘယ်လိုပုံစံမျိုးနဲ့ရှင်ပြိုင်ထိုးသက်သွားတယ်လဲအလက်ဇန္ဒရီဘန်နဝါဘော်ကိုရောဘယ်လိုထင်မြင်သုံးသပ်မိတယ်လဲဆိုတာကိုကောမန်မှာဆွေးနွေးသုံးသပ်ပေးခဲ့ပါအောင်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ဒီ Middleweight Dan Champion ကြီး Hanset Chimaev အနေနဲ့ဒီသူဟာ weight dan တက်ပြီးတော့ Alex Barra ကိုစိန်ခေါ်လိုက်တဲ့ပြင် Alex Barra က heavyweight dan မှာရှင်ပြိုင်ထိုးသက်မယ်ဆိုပြီးတော့ပြောတဲ့အခါမှာလိုက်ပြီးတော့စိန်ခေါ်တဲ့ပုံမှာ Alex Barra ရဲ့တုံ့ပြန်ချက်ပြီးတော့ Hanset Chimaev ရဲ့ နောက်ထပ်ပြန်ပတ် fighter ကဘယ် fighter ဖြစ်သွားနိုင်တယ်လဲစတဲ့သုံးသက်ချက်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီ UFC ရဲ့ဒီ middleweight တန်းချန်ပီယံကြီး Hanset Chimaya ဟာဆိုလို့ရှိရင်တော့ပရိသတ်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲသူ့အနေနဲ့ Duket 2 Plus ကိုနိုင်ယူခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင် middleweight တန်းချန်ပီယံဖြစ်သွားခဲ့ပြီးတော့ middleweight တန်းကိုကြီးစိုးမင်းမူနေတာပဲဖြစ်ပါတယ်။လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်တော့ middleweight တန်းမှာ Hanset Chimaev ကိုအတိုင်းယူနိုင်တဲ့ fighter ဆိုလို့ကျွန်တော်နေလောလောလာမတွေ့မိသေးတာကိုလည်းဝန်ခံရမှာပဲဖြစ်ပါတယ်။ တော့ဟန်ဆက်ချင်မရဲ့အနေနဲ့ပြိသက်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲသူ့ရဲ့ထုံးစံအတိုင်းဗိုက်တာတွေကိုလေပတ်တိုက်တဲ့တာကသူ့ရဲ့ကျင့်ဖြစ်နေတာဖြစ်ပြီးတော့သူ့အနေနဲ့ဒီနောက်ထပ်ပွဲစဉ်မရသေးခင်မှာမကြသေးခင်ကမှမကုံမန့်အန်ကလိုက်ရက်ကိုအနိုင်ယူသွားတဲ့ LS Barra ကိုထပ်ပြီးတော့စိန်ခေါ်ထားတာပါအဲ့ဒါကတော့ LS Barra ပွဲစဉ်ပြီးကလေးကစိန်ခေါ်ထားတာဖြစ်ပြီးတော့ LS Barra အနေနဲ့က Happy Boy တက်မှာတက်ပြီးတော့ရှင်ပြိုင်ထိုးတက်မယ်သူကိုစိတ်ဝင်စားဘူးဆိုပြီးတော့တုံ့ပြန်ထားခဲ့တဲ့ပုံမှာသူကလည်းရတယ် Happy Boy တန်တီလိုက်ပြီးတော့ထိုးမယ်ဆိုပြီးတော့စိန်ခေါ်ထားတာဖြစ်ပါတယ် န်ဆက်ဂျမိုင်းရဟာဆိုလို့ရှိရင်ပုံမှန်တည်းကလူကောင်ကြီးတဲ့ fighter တို့ဖြစ်ပြီးတော့သူ့အနေနဲ့ဒီ weight တန်း၃ခု champion ဖြစ်နိုင်တဲ့အနေထားရှိတဲ့ fighter လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပါတယ်။သူသာတကယ်လို့ weight ချနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီ water weight တန်းတွေကိုဆင်းပြီးတော့ water weight တန်း champion ကပတ်ကိုဆင်ကောထိုးသက်ပြီးရင်သူကလက်ရှိလောလောဆယ်မှာသူရဲ့ middleweight တန်း champion ကပတ်လည်းရှိတယ်ပြီးတော့ light heavyweight ထိပါတက်ပြီးတော့ champion ကပတ်ကိုစိန်ခေါ်ထိုးသက်ရင်နိုင်ယူရနိုင်သေးတဲ့ fighter လို့ကျွန်တော်အနေနဲ့ကတော့ Jimmy Yusa သုံးသပ်မိပါတယ် ဆိုတော့ထပ်ပြီးပြောရမယ်ဆိုလို့ရှိရင် LS Barra အနေနဲ့ handset ချိန်မှာရက်ကိုအပွင့်လင်းဆုံးပြောရရင် light heavyweight တန်းမှာထိုးရင်နိုင်စရာအကြောင်းမရှိဘူးလို့ထင်မြင်မိပါတယ်။ဘာလို့လဲဆိုတော့ striker ဘိုင်းမှာ LS Barra အနေနဲ့တစ်ချက်ကောင်း power လက်သီးပါဝါပြင်းပြင်းကြီးရှိတဲ့ဆိုပေမဲ့ handset ချိန်မှာရက်ကသူ့ရဲ့ထုံးစံတိုင်းခြေောက်ပြီးဆွဲမှာဖြစ်ပြီးတော့သူ့ရဲ့ aggressive wrestling ကို LS Barra အနေနဲ့ခုခံကာကွယ်နိုင်မှုတော်တော်လေးကိုခတ်ပါလိမ့်မယ်။ဆိုတော့ဒီပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ handset ချိန်မှာရက်ဘက်ကပဲနေမှာဖြစ်ပြီးတော့ ။ LS Boyd အနေနဲ့ကောင်းပေမဲ့ Hazard ချီမာရက်ကိုနိုင်ယူနိုင်ဖို့ရာဂိုင်တုံးကတော်တော်လေးကိုနည်းပါတယ်။ဆိုတော့ဒီပွဲစဉ်ကဖြစ်မလာနိုင်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့တော်တော်ထပ်ပြီးတော့မပြောတော့ဘူး။ထပ်ပြီးတော့ပြောချင်တဲ့အကြောင်းကတော့ Hazard ချီမာရက်အနေနဲ့သူ့ရဲ့နောက်ထပ်ပွဲစဉ်အနေနဲ့ Bay Fighter တွေနဲ့ရှင်ပြိုင်ထိုးသက်သွားမယ်လေဆိုတဲ့အကြောင်းကိုတုံ့သက်ချင်ပါတယ်။လက်ရှိနေထားမှာဆိုလို့ရှိရင် UFC ရဲ့ဒီ Middleweight အခင်းချင်းဟာဆိုလို့ရှိရင်နံပါတ်၄နေရာကို Brandon Allen တက်လာပြီးတဲ့နောက်မှာနံပါတ်၁နေရာက Triggerdu Plus နံပါတ်၂နေရာက ်နက်ဆရင်အမဘော့ဖ်နံပါတ်3ကရှောင်းဆွေကလန်နံပါတ်4က Brandon Allen နဲ့နံပါတ်5နေရာက Isri Dasa ညာတို့ပဲဖြစ်ပါတယ်။ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1နေရာက Driven to Blessed ကသူနဲ့ရှင်ပြိုင်ထိုးသက်ပြီးသွားပြီ။နံပါတ်2နေရာက Nasrin Amabov ကအသင်းဆောင်နေတယ်။နံပါတ်3နေရာက Shawn Strickland ကလည်း Champion ကပတ်စင်ကောက်ကွင်းရရှိဖို့အတွက်နောက်ထပ်ပွဲစဉ်တစ်ပွဲလောက်ထပ်ပြီးတော့ထိုးရအောင်မယ်ဆိုတဲ့အနေထားမှာ Nasrin Amabov ကရှေ့ပြေးနေတာဖြစ်ပါတယ်။ ဒါပြင်မကြသေးခင်ကမှ Ryanair Rider ကိုတန်းယူပြီးတော့တက်လာတဲ့ Brandon Allen အနေနဲ့ကလည်းနံပါတ်၄နေရာမှာရောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့ Hansen Jimmy ရဲ့ဗိုလ်စင်ခေါ်နိုင်တဲ့အနေထားလေးရှိတဲ့ Fighter ဖြစ်ပါတယ်။ ဒါပေမဲ့လည်းကျွန်တော်မြင်ရသုံးသက်ရမယ်ဆိုလို့ရှိရင်တော့ Brandon Allen ကိုတော့လက်ရှိလောလောဆယ် Champion Sing ကောက်ခွင့်တန်းပြီးတော့ပေးအောင်မှာမဟုတ်ဘဲနဲ့နံပါတ်1နေရာက Nazrin Amapov ကပဲ Champion Sing ကောက်ခွင့်ရသွားဖို့အနေထားတော်တော်လေးကိုရှိတဲ့ Fighter ဖြစ်ပါတယ်။ဆိုတော့ Hansa Chima ရဲ့အနေနဲ့လက်ရှိလောလောဆယ်မှာသူ့ရဲ့ Champion ကဘက်ကိုဆုံးရှုံးနိုင်မှုရှိလား Nazrin Amapov အနေနဲ့ကရောဘယ်လိုမျိုး Hansa Chima ရဲ့ကိုချိန်ချောက်မှုတွေပေးနိုင်တယ်လဲဆိုပြီးသုံးသက်ရမယ်ဆိုရင်တော့ Nazrin Amapov ဆိုတဲ့ Fighter ကဒီသူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ ခိုင်ရိုဘာရိုဆိုတဲ့ဖိုက်တာနဲ့ရှင်ပြိုင်ထိုးတက်ထားခဲ့တဲ့ဖိုက်တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုရင်နဇရဲအမပေါ်တင်တော်တော်လေးကိုရုန်းကန်ခဲ့ရပြီးတော့ဒီခိုင်ရိုဘာရိုကိုနိုင်ယူဖို့သူ့အနေနဲ့တော်တော်လေးကိုကြိုးစားခဲ့ရတာလည်းဖြစ်ပါတယ်နဇရိအမဘောနဲ့လက်ရှိလောဆယ်မှာဆိုလို့ရှိရင် MMA ပွဲစဉ်ပေါင်း22ပွဲရှင်ပြိုင်ထိုးသက်ကစားထားပြီးတော့အဲ့ဒီကမှ18ပွဲနိုင်4ပွဲရှုံး ဒီဘွဲ့နိုးကွန်တက်ဆိုတဲ့ဒီရလဒ်ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။နိုင်ရရှိထားတဲ့16ဘွဲ့ထဲမှာဆိုရင်တော့ဒီ၄ဘွဲ့ကို submission နဲ့နိုင်ရရှိထားပြီးတော့9ဘွဲ့ကို knock out ထိုးပြီးတော့နိုင်ရရှိထားတာဖြစ်ပါတယ်။ပြီးတော့6ဘွဲ့ပေါ် decision နဲ့နိုင်ရရှိတာတော့ဖြစ်တယ်။ကစားတဲ့ပုံကတော့သူကဒီ striking ဘိုင်းမှာအားတာတဲ့ fighter လို့ပြောရမှာဖြစ်ပြီးတော့ wrestling ဘိုင်းမှာဆိုလို့ရှိရင်တော့ submission defense ဘိုင်းဒီ takedown defense ဘိုင်းကတွဲရင်သိပ်ပြီးတော့ future မလုပ်ပြနိုင်တဲ့ fighter ဖြစ်ပါတယ်။ ဆိုတော့ဟန်ဆက်ချင်မာယက်ကို grappling ဘိုင်းမှာအရှင်းမဲ့ဆိုရင်တော့လုံးဝမပြည့်နိုင်တဲ့နေတာရှိနေတော့ကိုတွေ့ရမှာဖြစ်ပြီးတော့ဟန်ဆက်ချင်မာရဲ့ aggressive wrestling ကိုလည်းဒီ handle လုံးနိုင်တဲ့အနေထားလဲမရှိဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်မိတဲ့ fighter တူဖြစ်ပါတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဟန်ဆက်ချင်မာရဲ့ဒီနေ့လက်ရှိလောလောဆယ်မှာသူ့အနေနဲ့ champion ကပတ်ကိုဆုံးရှုံးသွားဖို့ဆိုတာလုံးဝမပြည့်နိုင်တဲ့နေထားဖြစ်ပြီးတော့နောက်ထပ်နေဆုံးတနည်းနှစ်နည်းလောက်တော့ဟန်ဆက်ချင်မာရဲ့က champion ကပတ်ကိုကင်တာအောင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်း MMA ပွဲစဉ်တွေဆိုတာပြည်သက်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲဒီ Jitter လက်ချက်တခုံဆိုသူတို့ဘာမှမစုံဖြစ် ်သွားနိုင်တဲ့ဒီအနေထားကလည်းရှိနေတဲ့အတွက်ကြောင့်မို့လို့ဟန်ဆက်ချင်မာရဲ့နောက်ထပ်ပြိုင်ဘက်ဖိုက်တာကဘယ်သူဖြစ်မလဲဝိဘန်ဖိုက်တာအနေနဲ့ကရောဟန်ဆက်ချင်မာရဲ့ကိုဘယ်လိုလုံသွားနိုင်မလဲဆိုတာသူ့ရဲ့ official ပွဲစဉ်ထွက်လာတဲ့အချိန်ကျမှတော့ကျွန်တော်တို့တက်ပြီးတော့သုံးသပ်လို့ရမှာပဲဖြစ်ပါတယ်။ဝိတန်တက်ပြီးရှင်ပြိုင်ထိုးသက်မယ်ဆိုရင်တော့သူ့အနေနဲ့ LS Barabak ကလက်ခံရင်တော့ဒီရှင်ပြိုင်ထိုးသက်ခွင့်ရမှာဖြစ်ပြီးတော့ LS Barabak ကလက်မခံဘူးဆိုလို့ရှိရင်တော့သူတို့အနေနဲ့ရှင်ပြိုင်ထိုးသက်ခွင့်ရမှာမဟုတ်ပါဘူး။ဒါပြင် UFC ဥက္ကဋ္ဌဒေနာဝိုင်အနေနဲ့ကလည်း LS Barabak လုံးဝေရှာလို့ကောင်းတဲ့ကစားသမားကိုဟန်ဆက်ချင်မ ာရဲ့နဲ့ပွဲတက်ပေးပြီးတော့ဒီရုံးပွဲတွေကြုံသွားအောင်လုပ်ချင်မယ်လို့မထင်မိပါဘူး။ဆိုတော့ကျွန်တော်တို့နေသုံးသက်ရမယ်ဆိုရင်တော့ဟဇတ်ချင်မာရဲ့ကမယ်ဒယ်ဝိတ်တန်းချန်ပီယံဆက်ဖြစ်နေအောင်မှာဖြစ်ပြီးတော့ကြာခင်ချင်းတွင်းမှာတော့ဝိတ်တန်းတက်ပြီးတော့စင်ကောထိုးသက်သွားဖို့ကလည်းမရှိနိုင်သေးဘူးလို့ထင်မြင်သုံးသက်မိပါတယ်။ပိတ်သက်တွေနေနေကရောဘယ်လိုမျိုးထင်မြင်သုံးသက်ယူဆမိလဲဆိုတာကိုကောမမဆွေးနွေးတုံ့တက်ညှင်းခုန်ပေးခဲ့ကြပါအောင်ခင်ဗျာ။ဒီနောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ ရက်ဘစီရဲ့မီဒဝိတ်တန်းချန်ပီယံအောင်ကြီးအစ်ဒရီတာစာညာအနေနဲ့သူ့ရဲ့နောက်ထပ်ပြိုင်ဘက်ကဘယ်ဖိုက်တာဖြစ်သွားနိုင်တယ်။သူ့အနေနဲ့နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ရှုံးပွဲပွဲစဉ်ပြီးကြတဲ့ကနောက်ထပ်ဘယ်ဖိုက်တာတွေကိုရှင်ပြိုင်ထိုးသက်သွားနိုင်တယ်လဲစတဲ့အကြောင်းအရာတွေကိုတိဆက်ပေးသွားမှာဖြစ်ပါတယ်။ UFC ရဲ့ Middleweight Champion ဟောင်းကြီး Isdrita Sanya ဟာဆိုလို့ရှိရင်တော့ဒီ UFC အပွဲအစည်းမှာသူ့အနေနဲ့ပွဲစဉ်16ပွဲထိရှင်ပြိုင်ထိုးသက်ခဲ့တဲ့ကစားသမားဖြစ်ပြီးတော့အဲ့ဒီကမှ73ပွဲနိုင်5ပွဲရှုံးဆွဲ record ကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ်။ဒါပြင် UFC ရဲ့ မီဒယ်ဝိတ်တန်းမှာဆိုလို့ရှိရင် သူ့အနေနဲ့အချင်းတော်ကြားမင်းမူကြီးစိုးခဲ့တဲ့ fighter တယောက်ဖြစ်ပြီးတော့ Israel Das Sanya အနေနဲ့သူဟာ UFC ရဲ့ဒီမီဒယ်ဝိတ်တန်း champion ကို2019ခုနှစ်မှာစပြီးတော့ဖြစ်ခဲ့တာဖြစ်ပါတယ်။သူရဲ့မီဒယ်ဝိတ်တန်း champion ကဘက်ကိုပြီးခဲ့တဲ့2022ခုနှစ်အထိသူတွေနဲ့ထိန်းထားနိုင်ခဲ့ပြီးတော့2022ခုနှစ်မှာတော့ Alex Barrera ကိုရှုံးနိမ့်ခဲ့ပြီးတော့သူ့ရဲ့ Middleweight Champion ကပတ်ကိုဆွန့်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်ကိုသူ့အနေနဲ့ သူဟာအဲတုန်းကကျန်းတဲ့ fighter တယောက်ဖြစ်တယ်ဆိုတာကိုမကြေဝဲမှာ LS Pereira ကိုလဲထိုးပြီးတော့သူ့ရဲ့ middleweight တန်း champion ကဘက်ကိုကျန်းလဲရယူခဲ့ပေမဲ့နောက်ထပ် champion ကဘက်ကာကွယ်တဲ့ပွဲစဉ်မှာ Shawn Strickland စီကနေပြီးတော့နိုင်ယူချင်းကိုခံရရပြီးတော့သူ့ရဲ့ middleweight တန်း champion ကဘက်ကိုဆွန့်လွတ်ခဲ့ရတာဖြစ်ပါတယ်။အဲဒီချိန်တွေကနေစပြီးတော့ဒီ Israel တာဆန်ညာအနေနဲ့ရှုံးပွဲစတိုက်ဂျုံခဲ့ရတာဖြစ်ပြီးတော့ Shawn Strickland, Drake Dublessis, Nasrin Amapot စတဲ့ fighter တွေစီကနေပြီးတော့သူ့အနေနဲ့ရှုံးပွဲဂျုံလာရတာဖြစ်ပြီးတော့လက်ရှိလောလောဆယ်အချိန်မှာဆိုလို့ရှိရင် ။ Israel ဒါစာညာအနေနဲ့ UFC Middleweight တန်းရဲ့ဒီ ranking နံပါတ်6နေရာထိဆင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ဆိုတော့သူ့ရဲ့နောက်ထပ်ပွဲစဉ်က Bel Fighter နဲ့ရှင်ပြိုင်ထိုးသက်သွားနိုင်လေ။ဘယ်လိုမျိုးရှင်ပြိုင်ထိုးသက်သွားနိုင်လဲဆိုတာကိုကျွန်တော်တို့ပရိသတ်တွေကြည့်လိုက်ကြအောင်ပါ။ဆိုတော့အခုချိန်မှာဖြစ်နိုင်ဆုံးပြိုင်ဘက်ကတော့သူနဲ့အရင်တုန်းကရှင်ပြိုင်ထိုးသက်ထားခဲ့ဘူးတဲ့နံပါတ်3မြောက်ကရှောင်းဆွစ်ကလန်နဲ့မကြင်ပွဲဖြစ်နိုင်ခြေကတော်တော်လေးကိုများနေတာပဲဖြစ်ပါတယ်ရှောင်းဆွစ်ကလန်အနေနဲ့ကသူ့ရဲ့ချန်ပီယံကပတ်လူပွဲပွဲစဉ်မှာဒရင်ကက်ဒူပလက်စီကိုရှုံးနိုင်ခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင် အခုချိန်ထိနောက်ထပ်ပွဲစဉ်မရရှိသေးတာပဲဖြစ်ပါတယ်။ Israel ဒါဆာညာနဲ့မြေဝက်ပြန်လည်ရှင်ပြိုင်ထိုးသက်ဖို့ဆိုပြီးတော့လက်ရှိလောလောဆယ်မှာသတင်းတွေထွက်နေတဲ့ Shawn Strickland အနေနဲ့ကတော့လက်ရှိလောလောဆယ်အချိန်မှာသူ့အနေနဲ့ training လင်းကျင်ခန်းတွေဆင်းနေတာတော့မတွေ့ရသေးပေမဲ့မကြသေးခင်အချိန်မှာဒီပွဲစဉ်ကဖြစ်လာနိုင်တဲ့အနေအထားရှိနေတာပဲဖြစ်ပါတယ်။ Shawn Strickland ဟာဒီ UFC Middleweight ထဲမှာတော်တော်လေးကိုအထင်သေးခံရတဲ့ကစားသမားတစ်ဦးလို့ပြောမှာဖြစ်ပြီးတော့သူ့ကို Middleweight ထဲ Champion ဘယ်လိုမှမဖြစ်နိုင်ဘူး။ Champion ရေးချင်းမရှိဘူး။စတဲ့ဒီထိုးသကလုံးတွေနဲ့ထိုးနဲ့တိုက်ခိုက်ခဲ့ပေမဲ့ Shawn Strickland အနေနဲ့ ဒီ Israel တာဆန်ညာကိုအနိုင်ယူပြီးတော့ Champion ကပတ်ရရှိသွားခဲ့တာကသူ့အနေနဲ့သူကတော်တော်လေးကိုကျန်းတဲ့ fighter တယောက်ဖြစ်တယ်ဆိုတာပြသသွားခဲ့တာပဲဖြစ်ပါတယ် striking ဘိုင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့ LS Barra ကိုရှုံးနေပြီးတော့ LS Barra ရဲ့ border ဖြစ်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော်တော်လေးကိုဒီကျန်းကျန်းရင်းရင်းဆော့နိုင်တဲ့ fighter တယောက်ဖြစ်တယ်ဆိုတာပြသခဲ့တာဖြစ်ပြီးတော့ LS Barra နဲ့အတူတူလက်ကျင့်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူဟာ Dricket Duplessis ကို ရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်နှစ်ပွဲလုံးမှာဆိုလို့ရှိရင်အကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ထိုးသက်ပြသွားနိုင်ခဲ့တာဖြစ်ပြီးတော့ Rocket Du Plessis လို့ fighter မျိုးကိုဖူးယောင်ကွယ်ပြေးသွားအောင်တီးထုတ်ပြနိုင်ခဲ့တဲ့အထိရည်ချင်းရှိတဲ့ fighter တူလည်းဖြစ်ပါတယ်။ဒါ့ပြင် Israel Dazanyo fighter မျိုးကိုလည်းသူ့အနေနဲ့ဒီ Outstrike လို့ခေါ်တဲ့အသာစီး striking ရယူကစားထားနိုင်ခဲ့တဲ့ fighter တူလည်းဖြစ်ပြီးတော့လက်ရှိလောလောဆယ်မှာသူက UFC Middleweight ရဲ့နံပါတ်3 ranking နေရာမှာရှိနေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့မကြခင်အချိန်တွင်းမှာ ပွဲစဉ်ကောင်းပွဲစဉ်ချမ်းတဲ့ပွဲထပ်မံထိုးသက်သွားဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။အဲ့လိုမျိုးထိုးသက်ပြီးတော့နိုင်ရရှိသွားခဲ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ချန်ပီယံကပတ်လူ့ခွင့်နောက်တစ်ကြိမ်တဖန်ပြန်လည်ရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရှောင်းဆွေကလည်းအနေနဲ့ကလည်းအခုအချိန်မှာပွဲစဉ်ကို ခက်စိတ်စိတ်ထိုးသက်တဲ့ fighter တူလည်းဖြစ်ပါတယ်ဆိုတော့ Shawn Strickland အနေနဲ့ဒီ Israel Dar Sanja နဲ့မကြေဝဲပြန်လည်ရှင်ပြန်ထိုးသက်ခဲ့မယ်ဆိုရင်တော့ရှုံးပွဲဆက်နေတဲ့ Israel Dar Sanja အနေနဲ့တော်တော်လေးကိုစူးစမ်းဖို့လိုပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ Shawn Strickland အနေနဲ့ကပထမပွဲစဉ်မှာလည်း Israel Dar Sanja ကို သူ့ရဲ့ striking ပုံစံထူးထူးခြားခြားပုံစံနဲ့နိုင်ရရှိထားအောင်စွမ်းဆောင်ထားနိုင်တဲ့ Isrida Sanya အနေနဲ့ကလည်းလက်ရှိလောလောဆယ်မှာပွဲစဉ်၃ပွဲစတိုက်ရှုံးတာတဲ့နောက်ဆုံးပွဲမှာလည်းအလဲထိုးပါခံထားခဲ့ရတဲ့အတွက်ကြောင့်မို့လို့ Isrida Sanya အနေနဲ့အခုအချိန်မှာသူဟာသူ့ရဲ့ prime color ကုံဆုံးသွားပြီဆိုပေမဲ့မအိုသေးဘူးဆိုတာဖြစ်တဲ့အကြောင်းသက်သေပြဖို့လိုအပ်ပါလိမ့်မယ်။ စ္စတန်ရဲ့ကစားမုံကစားနင်းကတော့ပိတ်သက်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ counter striker ဖြစ်ပြီးတော့လက်သီးပါဝါဘိုင်းမှာလည်းပဟဲရာကြီးကိုတော့အလဲကျအောင်ထိုးနိုင်တဲ့အတွက်ကြောင့်မလို့ပါဝါပြင်းတဲ့ကစားသမားတူလို့ပြောရမှာပဲဖြစ်ပါတယ် strickland အနေနဲ့ကတော့သူ့အနေနဲ့ decision အထိသွားတတ်တဲ့ fighter တူဖြစ်ပြီးတော့သူ့ရဲ့ထူးခြားစမ်းပြတဲ့ဒီကစားမုံကစားနင်းကပိတ်သက်တွေကိုဆွဲဆောက်မှုအပြေအဝါဒီပေးနိုင်တာကိုနောက်ပိုင်းမှာတွေ့ခဲ့ရပြီပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့နဲ့သုံးသပ်မိတာက2026ခုနှစ်နှစ်ဦးပိုင်းမှာဖြစ်နိုင်ပြီးတော့ fighter အနည်းလုံးအနေနဲ့အကောင်းဆုံးပြန်လဲစူးစမ်းလ ာပြီးတော့ရှင်ပြိုင်ထိုးတက်တဲ့ပွဲစဉ်ကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။ဆိုတော့ပြိဿတ်တွေအနေနဲ့ကရော LS Barrera ရဲ့မိတ်ဆွေကြီးနဲ့ပြိုင်ဘက်ဟောင်းကြီးဖြစ်တဲ့ Isreda Sanya နဲ့ Charles Glenno ရဲ့ပွဲစဉ်တကယ်တမ်းဖြစ်လာခဲ့မယ်ဆိုရင် Bay Fighter ဘက်ကအားပေးသွားမလဲဆိုတာကို comment မှာဆွေးနွေးတုံ့ပြန်ညှင်းခုံပေးခဲ့ကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။